Hello everyone အားလုံးပဲမိင်္ဂလာပါ Aiken Knowledge Channel ကနေပြန်လည်ဆွေးနွေးလိုက်ပါတယ်ဒီသင်ခန်းစာ video မှာတော့ AutoCAD setting တွေအကြောင်းနဲ့ setting အတွက် AutoCAD setting တွေအကြောင်းနဲ့ selection အတွက် lower than setting တွေ change တွေဒီကိုကြောပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်တို့က selection တွေကိုဘယ်လိုနေရာမှာအသုံးပြုလဲဆိုရင် object တွေကို modify ကြည့်လို့ဖို့ object တွေကို select map for lower than နေရာတွေမှာအသုံးပြုပါတယ် AutoCAD မှာ selection အသုံးပြုရှိပါတယ် face selection windows slash crossing slash လို့ချက်ပါတယ် limit face slash face slash ရဲ့ဒီဘက်ကတော့ select object တော့ object ဒီဘက်ကို direct click ချပြီးတော့ select မှတ်တာချက်ပါတယ်ကျွန်တော်ရင်ဗီဒီယိုမှာ cursor ရဲ့အလုံးလုံးပုံတွေကိုရှင်းပြခဲ့ပြီးတော့ချက်ပါတယ် autocad ထဲမှာကျွန်တော်ရဲ့ cursor ကအလုံးနှစ်ခုလောက်ပါတယ် cross hair ကတော့ draw ပုံနဲ့ဆွဲနေမှာအသုံးကျပြီးတော့ pivot ကတော့ select object object ကို select မှတ်တဲ့နေရာမှာအသုံးကျပါတယ် pivot ဆိုတာကတော့ကျွန်တော်တို့ cursor ရဲ့အလဲမှာရှိရဲ့၄ဒေါပုံလေးကိုခေါ်ရစေပါတယ်သူ့အရင်မို့ကျွန်တော်လွတ်တဲ့နေရာမှာ right click ထောက်မယ်ပြီးရင် option နဲ့ဝင်တော့မယ် option နဲ့ဝင်ရောက်ပြီးဆိုရင်ကျွန်တော်က selection တက်ထဲမှာရှိတဲ့ pivot size ဆိုတဲ့နေရာမှာသူ့ကိုကျွန်တော်တို့အလဲမရှိတရှိလောက်မှာထားအောင်မှာချက်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီနေရာမှာ pivot size ကိုပြောင်းဆိုင်ကအရင်သေးနေမယ်ဆိုလို့ရှိရင် ကျွန်တော်တို့က object တွေကိုဆက်လက်မှတ်တဲ့အခါမှာ pivot site နဲ့ tv ဆက်လက်မှတ်ရဖြစ်တဲ့အတွက်အာကျွန်တော်တို့ကအာတိတ်ပြီးတော့ဟိုဆက်လက်မှတ်တဲ့အခါမှာအဆင်မပြေနိုင်ပါဘူးအာကျွန်တော်က cross edge ကြီးကထိုံနေလဲ object တွေကဆက်လက်မှတ်တာမဟုတ်ပါဘူး pivot site နဲ့ tv ကဆက်လက်မှတ်ရဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့ကဒီ selection တက်ထက်က pivot site ဆိုတဲ့နေရာမှာသူ့ကို50ရာခိုင်နှုန်းမရှိသရှိမှထားရမှာဖြစ်ပါတယ်ကျွန်တော်ကသူ့ကို50ရာခိုင်နှုန်းမရှိသရှိလောက်မှထားလိုက်မယ်ပြီးရင် apply โอเคဆိုအောင်နှိမ့်လိုက်မယ်ဒါမှကျွန်တော်တို့က object ကို select မှတ်တဲ့အခါမှာကျွန်တော်တို့အတွက်အဆင်ပြေနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ face selection ရဲ့အဓိပ္ပာယ်ကတော့ select object object တွေကို select မှတ်တဲ့အခါမှာ object စခုချင်းစီကို select မှတ်လာဖြစ်တဲ့အတွက်ကျွန်တော်တို့က object အများကြီးကို select မှတ်တဲ့အခါမှာဒီနည်းလမ်းကကျွန်တော်တို့အတွက်သိပြီးတော့အဆင်မပြေပါဘူးနံပါတ်1နံပါတ်2ကတော့ window selection window selection ကတော့ left to right selection လို့ခေါ်တယ်ကျွန်တော်က select မဲ့တဲ့အခါမှာကျွန်တော်ရဲ့ cursor ကိုဟိုကျွန်တော် object ရဲ့ opposite လွတ်တဲ့နေရာမှာ click တစ်ချက်ချမယ်ကျွန်တော်ကဒီနေရာမှာကျွန်တော်ရဲ့ cursor ကို fit ထားစရာ click ကို fit ထားစရာမလိုပါဘူး left click တစ်ချက်ချပြီးရတယ်ကျွန်တော်က left to right selection ကျွန်တော်က left to right သွားမှာချက်ပါတယ်ဒီနေရာမှာသူကသူက selection တွေကိုအခြေစုံဝင်တဲ့ object တွေကိုသာ ဆက်လက်မှတ်ပေးမှာဖြစ်ပါတယ်။အစည်းအဝေးမူဝင်တဲ့ object တွေကိုတော့ဆက်လက်မှတ်ပေးမှာမဟုတ်ပါဘူး။အဲသူ့ကိုတော့ကျွန်တော်တို့က window selection လို့ခေါ်ပါတယ်။ window selection window selection အကျွန်တော်နောက်တစ်ခေါက်ပြန်ရှင်းပြမယ်ဆိုရင်တော့အာ window selection window selection ရဲ့အဓိပ္ပာယ်က left to right selection လို့ခေါ်ပါတယ်။အာကျွန်တော်တို့က object တွေရဲ့အပေါ်လွတ်တဲ့နေရာမှာ left click တစ်ချက်ချမယ်ပြီးရင် left to right သွားမယ်။အာ window selection ရဲ့အဓိပ္ပာယ်ကသူက on selection တွေကိုအပြည့်စုံဝင်တဲ့ object တွေကို select map ပြီးတော့ကျပါတယ်ကျွန်တော်ကဒီလိုမျိုးအပြည့်စုံမဝင်တဲ့ object တွေကိုတော့ select map ပြီးမှမဟုတ်ပါဘူးအာ window selection ရဲ့ color ကတော့အကြာရောင်လေးဖြစ်ပါတယ်နံပါတ်2 crosses selection crosses selection ကတော့ left to right သွားမှာဖြစ်ပါတယ်ကျွန်တော်က select မတဲ့နေရာမှာ object တွေ upload လုပ်တဲ့နေရာမှာကျွန်တော် click တစ်ချက်ချမယ်ပြီးရင် right to left သွားမယ် crosses selection ရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့ object တွေကျွန်တော်တို့ crossing selection အတိဘက်ကကျွန်တော် select မတဲ့ခါမှာကျွန်တော်ရဲ့ selection တွေကို object တွေကအပြည့်စုံမို့လဲကျွန်တော်တို့ selection တွေထိသွားတဲ့ object မှတ်တမ်းကို select မှတ်ပေးသွားမှာဖြစ်ပါတယ်အဲကျွန်တော်နောက်တစ်ခေါက်ပြန်ရှင်းပြမယ်နော်။ Oh cross selection crossing crossing selection ရဲ့တစ်ပတ်က right to left သွားတာဖြစ်ပါတယ်။ Cross selection နဲ့ select မတဲ့အခါမှာကျွန်တော် ကျွန်တော်တို့ရဲ့ selection တွေကိုမဝင်လဲသူကအစူ selection ထိသွားတဲ့ object manager ကို select မှတ်ပေးတာဖြစ်ပါတယ် cross selection ရဲ့ color ကတော့အစိမ်းရောင်ဖြစ်ပါတယ် window selection က left to right သွားတယ်သူရဲ့ color ကတော့အကြာရောင်ဒါပေမဲ့သူကဟောသူရဲ့ selection တွေကိုအခြေစုံဝင်တဲ့ object တွေကိုဒါ select မှတ်ပေးတာဖြစ်ပါတယ် cross selection cross selection ကတော့သူရဲ့ color က selection color ကတော့အစိမ်းရောင်မှာ MG selection crossing selection ကတော့ selection နဲ့ကိုအပြည့်စုံမဝင်လဲ selection နဲ့ထိသွားတဲ့ object မှန်းများကို select map ပြီးတော့မှာဖြစ်ပါတယ်။ဒါကျွန်တော်ကနောက်တစ်ချက်ကတော့လွတ်တဲ့နေရာမှာကျွန်တော်က lag ကလေးတစ်ချက်ချမယ်။ click ချက်ချပြီးရနဲ့အောက်က comment button မှာရှိတဲ့ fan ဆိုတာရှိရယ် w polygon ရှိရယ်ပြီး c polygon ဆိုပြီးတော့ကျွန်တော်က option ၃မျိုးရှိတယ်။မြန်မာဦးဆုံးအနေနဲ့ကျွန်တော် fan ဆိုတဲ့ option ကိုတစ်ချက် ကလစ်လိုက်မယ်ပြီးရတယ်ကျွန်တော်တို့ fan ဆိုတဲ့ option ကိုကလစ်တစ်ချက်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ selection area ရဲ့ရောက်သွားပြီးတော့ line ချောင်းပေါ်လာပါတယ်သူသူ့ရဲ့အထိပ္ပာယ်ကတော့ကျွန်တော်ကကျွန်တော်တို့ဒီ object တွေအများကြီးထဲမှာကိုမတ်ချင်တဲ့ object တွေကိုကျွန်တော်ရွေးပြီးတော့ select မှတ်လို့ရပါတယ်ဒီနေရာမှာကျွန်တော်တို့ခြံထားခဲ့ခြင်းနဲ့ object တွေကိုလည်းခြံထားခဲ့လို့ရပါတယ် ပြီးရင်ကျွန်တော်နောက်တစ်ခေါက်ပြန်လို့ပြမယ်နော်ကျွန်တော်လွတ်တဲ့နေရာမှာ left ကလေးတစ်ချက်ရှာမယ်ပြီးရင် command button မှာရှိတဲ့ fan ဆိုတဲ့ option ကိုယူလိုက်မယ်ပြီးရတဲ့ offense ဆိုတဲ့ option ကိုယူလိုက်တာနဲ့ကျွန်တော်တို့ရဲ့ selection area ရရောက်သွားပြီးတော့ line ချောင်းပေါ်လာလဲပြီးလို့ရှိရင်ကျွန်တော်တို့က G object တွေညာရေးထဲမှာကျွန်တော်တို့ရွေးချယ်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ object တွေကိုကျွန်တော်တို့ကရွေးပြီးတော့ကလေးတစ်ချက်ချမယ်ပြီးရင်ကိုယ်မလိုချင်တဲ့ object တွေကိုခြံထားခဲ့လို့ရပါတယ် နောက်တစ်ချက်ကတော့ကျွန်တော်လွတ်တဲ့နေရာမှာပဲဒီဘက်ကလေးတစ်ချက်ချမယ်ပြီးအောက်က comment box မှာရှိတဲ့ blue polygon blue polygon ရဲ့အထိပ္ပယ်ကြီးဆုံးကတော့ window polygon ဖြစ်ပါလေ window polygon ကိုကျွန်တော် window polygon ဆိုတဲ့ option ကိုကျွန်တော်ကလေးတစ်ချက်နှိမ့်လိုက်မယ်ကလေးတစ်ချက်နှိမ့်လိုက်တာနဲ့ဒါလေးကြောင့်ပေါ်လာပဲဒီနေရာမှာအောက်ကကျွန်တော် comment box ထဲမှာရှိတဲ့စာကိုဖတ်ကြည့်မယ် and point online ကျွန်တော် line ရဲ့အဆုံး point ကိုကြားခိုင်းတာဖြစ်ပါလေဒီနေရာမှာ window polygon ရဲ့အထိပ္ပယ်ကကျွန်တော်တို့ match နဲ့ object တွေကိုကျွန်တော်ရဲ့ selection တွေကို အာအစီအစဉ်ဝင်အောင်မှတ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကဒီနာမတီအပေါ်ဆုံးမရှိတဲ့အမှာ official ၄ခုကိုဆက်လက်မှတ်နေတယ်ဆိုလို့ရှိရင်သူ့ကိုကြော်ပြီးတော့ကျွန်တော်တို့ရဲ့ line ရဲ့ဆုံး point ကိုကျွန်တော်ကချပြရမှာနော်ပြေးချက်ချမယ်ပြေးနေမှာဒီ object လေးခုလုံးကိုကြော်ပြီးတော့ကျွန်တော်တို့ကအပြည့်စုံဝင်အောင်လို့ပေါ့နော်ကျွန်တော်က end point လေးချပြရမယ်အ end point ချမယ်ပြီးရင်ကျွန်တော် keyboard က another ချက်ခေါက်လိုက်မယ်ဒါဆိုရင်လည်းကျွန်တော်က select မှတ်သွားမှာဖြစ်ပါတယ် နောက်တစ်ချက်ကတော့ကျွန်တော်လွတ်တဲ့နေရာမှာ defect ကလေးတစ်ချက်ကျန်ချမယ်ပြီးရင်အောက်ဘက်ကွန်မန်းမှာရှိတဲ့ C polygon C polygon ဆိုတော့ကျွန်တော်ကလေးတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် line ချောင်းပေါ်လာမယ် C polygon ရဲ့အတိပယ်ကသူကကျွန်တော်တို့ကဒီမှာ object ဒီ object လေးကိုဒီကို select မှတ်တဲ့အခါမှာသူကဟို selection နဲ့ကို object တွေအကုန်လုံးအသေးဆုံးမုံဝင်လဲ selection နဲ့ထိသွားတဲ့ object မှာညာကို select မှတ်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဥပမာလေးလောက်ကြပါရင်ကျွန်တော်ဒီ end point ချမယ် line end point ချမယ်ပြီးရင်ဒီမှာ end point ချမယ်อืม ီမှာအန်ပွဲချမယ်ပြီးရင်အနာခောက်မယ်သူ့ရဲ့အထိပယ်ကသူ selection နဲ့ထိသွားတဲ့ object မှန်ညာကို select map ပြီးမှဖြစ်ပါတယ်နောက်ဒီနောက်ဒီချက်ကတော့ selection တစ်ထက်ကလိုအပ်တဲ့ setting ချင်းကြီးတွေကိုကြောင်းကြပြီးတော့မှဖြစ်ပါတယ် selection တစ်ထက်ကိုသွားဖို့လွတ်တဲ့နေရာမှာကျွန်တော်က right click တစ်ချက်ချမယ် right click တစ်ချက်နှိပ်မယ်ပြီးရင် option နဲ့ကိုသွားမယ် option နဲ့ဝင်ရောက်ပြီဆိုရင်ကျွန်တော်တို့ဒီထဲမှာ find that display ဆိုပြီးတက်တဲ့ညာရှိရဲ့ အဲ့ဒီအမှာကျွန်တော်က selection တက်ထဲကိုရှင်းသွားမယ် selection တက်ထဲကိုရောက်ပြီဆိုတာနဲ့ selection mode ဆိုတဲ့ခေါင်းစဉ်ရအောင်မှာ no first selection ဆိုတာလေးရှိရဲသူပြီးမှကျွန်တော်တို့ကအမှန်ကျလေးချစ်ပေးထားဖို့လိုပါတယ်အမှန်ကျလေးချစ်ထားမှလည်းကျွန်တော်တို့က object တွေကို select မှတ်မယ်ပြီးရင်ကျွန်တော်တို့ command တစ်ခုဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ command ကကြံမထွက်သွားမှဖြစ်ပါတယ်တကယ်လို့ကျွန်တော်ကဒီနေရာမှာအာ now first selection ဖေးကအမှန်ကျလေးကိုကျွန်တော်ကချုပ်ထားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကဒီမှာ object တွေကို select object တွေကို select မှတ်မယ်ပြီးရင်ကျွန်တော်တို့က command ခုဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ selection ကပြန်ထွက်သွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့က command ခုကိုဝင်မယ် ကျွန်တော် object တွေကို select မှတ်ပေးရမှာဖြစ်ပါတယ်။ဒါကျွန်တော်တို့က select မှတ်တာကို comment တစ်ခုကိုဝင်ပြီးမှ select မှတ်ခြင်းမှတ်မယ်။ဒါမှမဟုတ်ကျွန်တော် select မှတ်ပြီးမှ comment တစ်ခုကိုခေါ်ခြင်းခေါ်မယ်။အဲသူ့ကိုရှင်းတော့ query ထားလို့ဒီနေရာမှာအဆင်မပြေပါဘူး။ဒါကြောင့်မို့ကျွန်တော်တို့က selection mode ရဲ့အောက်မှာရှိရဲ့ now best selection ရဲ့ဖိမှာအမှန်ကြီးလေးချစ်ပေးထားဖို့လိုပါတယ်။ဒါမှသာကျွန်တော်တို့က object တွေကို select မှတ်မယ်။ပြီးရင် comment တစ်ခုဝင်လိုက်မယ်ဆိုလဲကျွန်တော်တို့ selection ကပြန်မထွက်သွားမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ selection တဲ့ထက်မှာ PB ရောဆိုပြီးအကုန်လုံးကိုအမှန်ကြီးချစ်ထားလို့မရပါဘူးတကယ်လို့ကျွန်တော်တို့က use it to app to selection ရေးပြီးမှကျွန်တော်တို့ကအတူကိုတော့အမှန်ကြီးလေးချုပ်ပေးထားဖို့လိုပါတယ်ဒါမှသာကျွန်တော်တို့က object တစ်ခုကို select မှတ်မယ်ပြီးရင်နောက်ထပ် object တစ်ခုကို select မှတ်မယ်ဆိုရင် select မှတ်မယ်ဆိုရင်ပထမမှတ်ထားတဲ့ selection ကပြန်မထွက်သွားပဲသူတို့အားလုံးပေါင်းသွားမှဖြစ်ပါတယ်တကယ်လို့ဒါကျွန်တော်တို့ကဒီ use to app to selection ပြီးမှကျွန်တော်တို့ကအမှန်ကြီးလေးချစ်ထားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့က object တစ်ခုကိုဆက်လက်မှတ်မယ်ပြီးရင်နောက်ထပ် object တွေကိုဆက်လက်မှတ်မယ်ဆိုရင်ပထမအမှတ်ပထမဆက်လက်မှတ်ထားတဲ့ object တွေက selection ပြန်ထွက်သွားမှာဖြစ်ပါတယ်ဒီနေရာမှာပထမ object တစ်ခု object တွေကိုဆက်လက်မှတ်မယ်ပြီးရင်နောက်ထပ် object တွေကိုဆက်လက်မှတ်မယ်ဆိုလို့ရှိရင်ပထမဆက်လက်မှတ်ထားတဲ့ object တွေရဲ့ selection ကပြန်ထွက်သွားမှာဖြစ်ပါတယ် view sheet to f2 selection ရဲ့အဓိပ္ပာယ်ကကျွန်တော်တို့က ပထမ object တွေကိုဆက်လက်မှတ်မယ်ပြီးရင်နောက်ထပ် object တွေကိုဆက်လက်မှတ်ခြင်းနဲ့ဆိုလို့ရှိရင် keyboard မှာရှိတဲ့ shift key ကိုဖိပြီးတော့ကျွန်တော်တို့က move မှတ်ခြင်းနဲ့ object တွေကိုဆက်လက်လိုက်မှတ်မှာဖြစ်ပါတယ်ဒီနည်းလမ်းကလည်းကျွန်တော်တို့တွေရေရှည်မှာဒေါ်နေဆွဲတဲ့အခါမှာဆက်လက်မှတ်တဲ့အခါလေးမှာကျွန်တော်တို့တွေအဆင်မပြေနိုင်ပါဘူး။အဲဒါကြောင့်မို့လို့ကျွန်တော်တို့က selection တစ်ချက်က u shift to app to selection ရေးပြီးမှ image လေးချုပ်ပေးထားဖို့လိုပါတယ်။ပြီးကျွန်တော် apply okay ကိုနှိပ်လိုက်မယ်။နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ကဆက်လက်မှတ်တဲ့အခါမှာ အကျွန်တော်တို့ selection ရဲ့အကြောင်း windows selection ရဲ့အကြောင်းကအကြောင်းချက်ပြီးတော့ကျွန်တော်တို့ cross selection ရဲ့အကြောင်းအောင်ကတော့အစိမ်းအောင်ချက်ပါတယ်ဒီနေရာမှာဒီ selection ရဲ့အကြောင်းကိုကျွန်တော်တို့ custom map လုပ်ပြီးတော့အကြောင်းတွေကြောင်းချင်တယ်ဆိုရင်ကြောင်းလို့ရပါတယ်ကျွန်တော်ကဒီနေရာမှာ selection ရဲ့အကြောင်းကိုရှင်းပြပေးတာချက်တဲ့အတွက်အကြောင်းတွေကြောင်းမကြောင်းတွေကိုကျွန်တော်လောက်ကြပေးသွားမယ် ဒါပေမဲ့ကျွန်တော်ကတော့ဒီ software က depth for ပေးထားတဲ့ color တွေကအစင်စီတဲ့အတွက်သူ့ကိုတော့မကြောင်းစေချင်ပါဘူး။အဲသူကျွန်တော်တို့ကသူ့ကိုကြောင်းဖို့အတွက်ကျွန်တော် click တစ်ချက်နှိပ်မယ်ပြီးရင် option နဲ့ကိုသွားမယ်။ option နဲ့ကိုရောက်ပြီးဆိုရင် selection တက်ထဲကိုသွားမယ် selection တက်ထဲကိုရောက်ပြီးဆိုရင်အောက်မှာ virtual effect setting ဆိုတာရှိရဲ့သူ့ကို click တစ်ချက်နှိပ်လိုက်မယ်သူ့ကို click တစ်ချက်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ virtual effect setting ဘောက်တစ်ခုထပ်ကြလာပါတယ်ဒီအောက်မှာရှိတဲ့ window selection ရဲ့ color က blue 150ဆိုပြီးပေးထားတယ် crosses selection ရဲ့ color ကတော့ green အဲ color နဲ့ဘက်100ဆိုပြီးပေးထားတယ်ကျွန်တော်ကဒီနေရာမှာ ဥပမာအနေနဲ့ကျွန်တော်ကဒီမှာအနီရောင်လေးကိုတစ်ချက်ကြောင်းလိုက်မယ်နော်အနီရောင်ကြောင်းလိုက်မယ်ပြီးရင် okay နေလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီမှာ windows selection ရဲ့ color ကအနီရောင်ကြောင်းသွားပြီဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့က selection ရဲ့ဒီ opacity တန်ဖိုးကိုအကြောင်းလို့ရပါတယ်သူ့အကြောင်းမူတဲ့ကျွန်တော် option နဲ့ကိုသွားမယ် option နဲ့ကိုရောက်ပြီးဆိုရမယ် battery effect setting ကိုသွားမယ်ပြီးရင်အောက်ဆုံးမှာရှိတဲ့ selection area ရဲ့ opacity တန်ဖိုးဒီမှာသူကတော့25ရာခိုင်နှုန်းပေးထားတယ်တကယ်လို့ကျွန်တော်ဒီနေရာမှာ obviously တန်ဖိုးကိုကျွန်တော်တို့ကတရားရခိုင်တော့အကြေထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က object တွေကို select မှတ်တဲ့အခါမှာကျွန်တော်တို့ရဲ့ selection အောက်မှာရှိတဲ့ object တွေကိုညင်ရတော့မှာမဟုတ်ပါဘူးအဲကျွန်တော်တို့ကဒီနေရာမှာ selection ရဲ့ obviously တန်ဖိုးကို25ရခိုင်တော့မှာထားစေချင်ပါတယ်ဒါမှသာကျွန်တော်တို့က object တွေကို select မှတ်တဲ့အခါမှာကျွန်တော်တို့ရဲ့ object တွေက selection ရဲ့ကိုအပြည့်စုံဝင်မဝင်ဆိုတာကိုသိရမှာဖြစ်ပါတယ် အဲကြောင့်မလို့ကျွန်တော်တို့က option နဲ့ပြန်သွားမယ်ပြီးရင် virtual effect setting နဲ့မှာရှိတဲ့ opacity tempo ကို software default ပေးထားတဲ့အတိုင်း25ဆိုပြီးတော့ကျွန်တော်ပြန်ထားလိုက်မယ်နော်ပြီးရင် enter ခေါက်မယ်ပြီးရင် okay ဒါမှသာကျွန်တော်က object တွေကို select မှတ်တဲ့အခါမှာကျွန်တော်တို့ရဲ့ selection အောက်မှာရှိတဲ့ object တွေကိုညင်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ window selection ရဲ့ color ကို software default ပေးထားတဲ့ color number 150 okay ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ software tab for visa တဲ့ကာလာတိုင်းကြံချက်သွားပြီဖြစ်ပါတယ်။ okay ကိုနှိပ်မယ်။ပြီးရင် apply okay ဟိုဆိုရင်တော့ကျွန်တော်ဒီမှာ Windows Selection ရဲ့ကာလကအကြာရောင် Crossing Selection ရဲ့ကာလကအစိမ်းရောင်ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ Option ထဲမှာရှိတဲ့ Selection Mode ရဲ့ကောင်းစင်အောက်မှာရှိတဲ့ Offline Window in View မှာကျွန်တော်တို့ကအမှန်ကျင်လေးချစ်ပေးထားဖို့လိုပါတယ်။ဒါမှသာကျွန်တော်တို့က Select မှတ်တဲ့အခါမှာ Selection ရဲ့ Area တွေကိုညံ့မှာဖြစ်ပါတယ်။ကဲလို့ကျွန်တော်တို့ကသူ့ကိုအမှန်ကျလေးချုပ်ထားမယ်ဆိုလို့ရှိရင် area ပြီးပြီး select မှတ်တဲ့ selection တွေမှာကျွန်တော်တို့ area ကြီးကိုအငြင်းရမှာမဟုတ်ပါဘူးအခုဆိုရင်ကျွန်တော်က ဒါပဲကလစ်ကိုကျွန်တော်ကလစ်ချပြီးကျွန်တော် left to right selection သွားနေတယ်ကလစ်တစ်ချက်ချပဲ right to left selection သွားတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ selection area ကြီးကမမြင်ရဘူးဖြစ်ပါတယ်အဲဒီနေရာမှာကျွန်တော်က first selection ကိုသုံးပြီးတော့ object တွေကို select လိုက်မယ်မှတ်မယ်ဆိုရင်တော့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ inline window ရဲ့ဘေးမှာကျွန်တော်တို့ကအမှန်ချင်းလေးချစ်ပေးထားလို့ပါတယ်။ဒါမှသာကျွန်တော်တို့က select မှတ်တဲ့အခါမှာကျွန်တော်တို့ရဲ့ selection ဒါမှသာကျွန်တော်တို့ရဲ့ selection area ကိုနေရမှာဖြစ်ပါတယ်နောက်ပိုင်းမှာကျွန်တော်တို့ကပုံတွေဆွဲရင်းနဲ့ selection နဲ့ပတ်သက်လို့တစ်ခုခုအဆင်မကြေတိုင်း option တွေက selection တက်သေးကိုသွားပြီး detail တွေနဲ့စစ်ဆေးပေးရမှာဖြစ်ပါတယ် and ဒီနေ့ video မှာတော့ autocad selection နဲ့ပတ်သက်တာတွေကိုကြည့်ကြည့်ဆုံးဆုံးရှင်းပြပေးခဲ့တာချက်လို့အန်ဒီဗီယိုကမေးစစ်တဲ့အကျိုးရှိတဲ့ဆိုရင်ကျွန်တော် channel ကို like share နဲ့ subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်